အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီမှာပေးပေါ်ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့ကျက်သားအရန်ကြိုက်တဲ့ရောက်ခမအိမ်စောရဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့စစ်စင်တင်ဆက်သူအန်နာပါဘူလ်ဘူလ်ဆိုရဲမိန်ကလေးတယောက်ကတော့ကျက်သားအရန်ကြိုက်ပါတယ်ဒီမှာမနှက်စာကနေစပြီးကျက်သားကိုစားလေးရှိပါတယ်ကျက်သားမစားရဘူးဆိုရင်တော့ဒီမှာရဲ့တရက်တာစတင်လို့မရပါဘူးဘူလ်ဘူလ်လက်ထပ်ဖို့အတွက်စစ်စင်နေခဲ့ကြပါတယ် ။လေးစားပွဲနေမှာရခမဖြစ်သူကတော်ရမယ်ချွေမလေးကိုပြောလိုက်ပါရင်ချွေမလေးရဲ့နေရတကယ်အရန်ကိုလှပလွန်ပါရင်ဒါနဲ့အိမ်လုပ်တွေဘာရီရောကောင်းကောင်းလုပ်တတ်ရဲ့လား။ဒီချိန်မှာဘိုလ်ဘိုလ်ရဲ့အမေကလည်းပြောလိုက်ပါရင်ကျမသမီးလေးအကြောင်းတော့ပြောမနေပါနဲ့ရှင်။ तू ကအရန်တော်ပြီးတော့လိန်လဲလိန်ပါရလေ။အိမ်လုပ်တွေအားလုံးကိုလှုပ်တဲ့ရေမိုးချော်ပြီးဖျားမရှိခိုးမချင်းသူကရေတံငုံတော့တောက်တာမဟုတ်ဘူးဘိုလ်ဘိုလ်အမေပြောတဲ့စကားကိုကြားခဲ့ရတဲ့အခါမှာတော့ဘိုလ်ဘိုလ်ရဲ့တော်ရမယ့်ရခမဖြစ်သူကလည်းလျှက်စီးလိုက်သွားသလိုခံစားလိုက်ရပါတယ် ပြီးတော့သူမပြောလိုက်ပါတယ်ဟုတ်လားဟုတ်လားကျမတို့ချွေးမလေးကအရန်ကိုတော်တာပေါ့နော်ဖះရှိခိုးပူဇော်ပွဲတွေလည်းကောင်းကောင်းလုပ်တယ်ဆိုတော့အခုခင်မှာဘယ်သူကအဲ့လောက်တောင်မှစူးစမ်းတော့လို့လဲကောင်းပါရဲ့ဒါမှဆိုအရန်ကောင်းတယ်ဘောလ်ဘောလ်ကလည်းသူ့အမေကိုကြည်ပြီးစဉ်းစားနေခဲ့ပါတယ်အမေကတော့တကယ်ပါပဲဘာဖြစ်လို့လိန်ပြောလိုက်ရတာလဲမသိပါဘူးအခုငါတပိုးအောင်တီးခန့်ပြီးတော့နေရတော့မယ်စိတ်ညစ်လိုက်တာမနက်မောလင်းအစောကြီးအဲ့ရကထပြီးစရာနဲ့ကြာသားမဆရရင်ဘလို့မှမနေနိုင်တဲ့တမီးစရာကိုတည့်ရသားနဲ့ကျမဖះရှက်ခိုးပြီးမှရေတောက်တယ်လေ ဆေးဆက်ပွဲပြီးဆောင်သွားခဲ့တဲ့အခါမှာတော့သရောတာဘကသရေက အင်ကိုပြန်သွားခဲ့ပါတယ်။ပရာဂ်နဲ့သူ့ရဲ့အမေကလည်းအင်ကိုရောက်သွားတဲ့အချိန်မှာသူ့ရဲ့အမေစိတ်ပြတ်ဝမ်းနဲ့စွာထိုင်နေအောင်ကိုတွေးခဲ့ရပါတယ်။ဘာဖြစ်တာလဲအမေရဲ့အဆင်ပြေလား။အမေကိုကြည့်ရတာအတော်လေးကိုစွန့်ရင်စိတ်ပြတ်နေတဲ့ပုံစံပဲဘာဖြစ်လို့လဲ။အော်ငါစိတ်မပြတ်ရင်ဘာလို့ရမှာလဲတားလေးရဲ့။ကြည့်ရတာငါတို့လူအမားတွေနဲ့တွေးမိသွားပြီနဲ့တွေ့ပါတယ်။ဘောလ်ဘောလ်ကငါတို့မိသားစုဝင်တွေနဲ့မထိုက်တန်ဘူး။ဒုက္ခပါပဲအမေရဲ့။ဒါအမေဘလို့စကားတွေကိုပြောနေရလဲ။ အမေကတော့ဘောလ်ဘောလ်ကိုအရန်သဘောကျတာမဟုတ်ဘူးလား။အမေသူ့ကိုတွေ့ပြီးသွားပြီလေ။တွေ့တဲ့အကြောင်းကိုပြောနေရမဟုတ်ဘူး။ကြားခဲ့တဲ့အကြောင်းကိုပြောနေရ။နင်းရဲ့မိန်းမကတော့တစ်ချိန်ကုန်လုံးဖျားရှက်ခိုးပွဲတွေပဲလုပ်နေရတူတဲ့။သူကမနဲ့မော်လဲအစောကြီးထပသွားရင်တော့ဖျားရှက်ခိုးလို့မပြီးမချင်းရေတစ်ခွက်တောင်မတောက်ဘူးလို့ပြောတယ်မကြားဘူးလား။ငါတို့ကမနဲ့အစောကြီးအရာကထပြီးစရာနဲ့ကြက်သားကိုဘလို့စားကြလဲမေ့သွားပြီလား။ငါပြောတာကိုနင်းနားထောင်စမ်းမအခုထိအချိန်ရှိသေးရဲ့နော်။နင်းဒီမင်္ဂလာဆောင်ကိုဖျက်ဆီးပြလိုက်တော့သေးလား။ သူကအရန်ကိုဘာသာတရားလေးစားကိုင်းဆိုင်နေတူဆိုတော့ငါတို့အသားအရန်စားရဲဆိုတဲ့အကြောင်းတွေကိုသိသွားတဲ့အခါကျရင်သူကိုယ်တိုင်ဒီအိမ်ကနေထွက်သွားလိမ့်မယ်။အဲ့ဒီအချိန်နဲ့အထိမရောက်စေနဲ့ကြားလား။ဒီအချိန်မှာပဲဖောက်ကင်ဖြစ်သူရောက်ရှိလာခဲ့ပြီးပြောခဲ့ပါရဲ့။အော်မိမရဲ့မင်းရလဲကွာဒါအရန်ကိုကောင်းမွန်တဲ့ကိစ္စပဲမဟုတ်ဘူးလား။အခုလိုမျိုးခေကြီးတဲ့မှာလိမ္မာရင်တရှိတဲ့ချွေးမမျိုးဘယ်မှာရတော့လို့လဲကြာသားနဲ့ပတ်သက်တဲ့ကိစ္စတွေကိုလည်းမင်းအများကြီးထည့်ပြီးတော့တွေးမနေနဲ့ငါတို့ချွေးမလေးမနှိုးခင်မှာပဲတခုခုစားလို့ရတယ်လေကွာဟုတ်တယ်လေအမေရဲ့ ဘလို့မဆိုအဖေပြောတဲ့စကားမှန်တော့လေမှန်တယ်ကျွန်တော်လည်းထောက်ခံတယ်ကျွန်တော်လက်ထပ်ပြီးသွားတဲ့အခါကျရင်တော့ဘုတ်ဘုတ်ကိုမနဲ့အစောကြီးထောက်ခွင့်လုံးဝပေးမှမဟုတ်ပါဘူးသူအဲ့ရကောင်နေမထောက်ခင်ရင်ကျွန်တော်တို့ကြက်သားစားကြလို့ရတာပဲကျွန်တော်တို့နှစ်ပေါင်းများစွာကြောင်းလို့ကြက်သားစားရခဲ့တာဆိုတော့ဒီအကျင့်ကြီးကိုတရက်တညအတွင်းဘလို့ပြောင်းလဲပြရမှာလဲဘုတ်ဘုတ်ရဲ့ရခမအင်ကားသူတွေအတွက်ဒါကတကယ်ကိုကြောက်စရာကောင်းတဲ့ပြောင်းလဲလို့မရနိုင်တဲ့အကျင့်တစ်ခုဖြစ်နေခဲ့ပါတယ်ဘုတ်ဘုတ်ကိုယ်တိုင်ကလည်းတစ်ဖက်မှာအတော်လေးကိုစိတ်ညစ်နေပါပြီသူမဒေါသတကြီးနဲ့သူမရဲ့အမိကိုသွားပြောလိုက်ပါတယ် ။သမီးလက်မထက်ချင်ဘူးအမေ။သမီးလုံးဝလက်မထက်ချင်ဘူး။ဘာဖြစ်လို့များသမီးကဘာသာတရားလေးစားလိုက်နာတယ်သူတရားဆိုပြီးတော့အမေပြောလိုက်ရတာလေ။သမီးကဖះရှစ်ခုပွဲလှုပ်ပြီးတော့မှရေတောက်တယ်ဆိုပြီးတော့လည်းအမေကပြောလိုက်သေးတယ်။သမီးအခုဘာလုပ်ရမှာလဲအမေရဲ့လှုပ်ချင်သည်ဖြစ်စေမလှုပ်ချင်သည်ဖြစ်စေမနှက်မိုးလေးအစောကြီးထပ်ပြီးရခမအရှိမဖះရှစ်ခုပြရတော့မယ်။ပြီးတော့မှကျမရေတောက်ရမယ်။မနှက်စာပြင်ဆင်ရအောင်မယ်။သမီးရဲ့ကြက်သားကိုကြတော့ဘလို့လှုပ်ရမှာလဲအမေရဲ့သမီးကြက်သားစားတာဘလောက်ကြိုက်လဲအမေလည်းသိရတာနဲ့။သမီးတော်ကြက်သားသွားစားနေအားလုံးဘလို့ပြောကြမလဲ။ ကြည့်လိုက်လို့ရှိရင်တော့ဖရာတရအရန်ကိုင်းဆိုင်တဲ့ပုံစံမျိုးနဲ့တက်သားကြတော့စားတယ်ဟုတ်လားကျမကတော့အသားတွေဘာတွေကိုလုံးဝမစားတော့ဘူးလို့လူတွေကထင်ကြပါလိမ့်ရခမပုံစံအောင်လည်းကြည့်ပါဦးကျမကတက်တက်လို့တမားဆိုတာကိုသိသွားတာနဲ့သူဘလောက်တောင်ဝမ်းသာပြောရွှင်နေလိုက်တယ်ဘိုလ်ဘိုလေးအမေကလည်းပြောလိုက်ပါတယ်မစက်ပိတ်ထားစမှာနေတော်တော်လေးကိုစကားများတာပဲနားကိုညီးတယ်ငါပြောတဲ့ထင်မှာအမှားရွှင်တစ်ခုမှမပါဘူးတက်သားအကြောင်းကိုတော့ပြောမနေပါနဲ့ဟဲ့ဒါအရန်အတွဲကိုလုံးနဲ့ အခုခင်မာနဲ့ကြိုက်တဲ့အစားအသောက်ကိုမှားစားလို့ရတယ်လေမိသားစုတွေအကုန်လုံးမနက်မောလင်းအစောကြီးမနှိုးခင်မာနဲ့အရင်ဆုံးပဲမုတ်တွေကိုမှားထားလိုက်ပြီးရင်စားလိုက်ပေါ့ဟဲ့ဘော်ရီမြောင်းဒီလောက်တောင်မှစိုးရင်ပူပန်နေရလေနေရမင်္ဂလာဆောင်ဖြစ်သွားဖို့ကပိုပြီးအရေးကြီးတယ်လေအမေရလေကျမခိုးကြောင်ခိုးရနဲ့လုံရမှာလားတဲရောက်တွေ့သွားရင်ဘယ်လိုလုပ်မလဲဩတဲရောက်ကတွေ့သွားလို့ရှင်လေကိုနဲ့အဓိကသက်ဆိုင်တဲ့ပစ္စည်းတစ်ခုခုလှုပ်ဝှက်ချမ်းဆိုပြီးပြောလိုက်ပေါ့ ဘယ်သူကမြောင်မင်းကလေးတယောက်ရဲ့ပါစယ်တော့ကိုဖွင့်ကြည့်ရမှာမဟုတ်လို့လေပြောရရင်တော့ရေရေချိုးကန်းထဲမှာသွားစားလိုက်လေနှစ်ယောက်စလုံးရဲ့ပြဿနာကတော့မင်္ဂလာမဆောင်ခင်ကလေးကအတူတူပါပဲနှစ်ယောက်လုံးကလည်းဖြည့်ရှင်ဖို့အတွက်နီလန်းတွေကိုအသီးသီးထုတ်ထားခဲ့ကြပါရယ်နောက်တော့သူတို့နှစ်ယောက်လည်းလက်ထပ်ခဲ့ကြပါပြီမင်္ဂလာဆောင်အိမ်မဆွေမျိုးတိုင်းဝိုင်းတွေကိုလုံကရောက်နေခဲ့ကြပါရယ်သူတို့အားလုံးကဘောဘောကိုတွေ့ရနေပြောခဲ့ကြပါရယ်ကဲအမရေအမအရန်ကန်ကောင်းနေသီလားချွေးမတွေကတကယ်အရန်ကိုလိမ်မာရေးကြရှိပြီးတော်လဲတော်တယ်နော်อืมဟုတ်တယ်ဟုတ်တယ် ကျမချွေမလေးကတကယ်အရင်အောင်လိုက်မှပြီးကြောက်ရဲတော်ရယ်လေအခုတော့ခင်မြို့မှာတော့မှသူကဖះတရားယိုသေးကိုင်းဆိုင်နဲ့မင်းကလေးတယောက်တတ်တတ်လှုပ်သမားလေးအသားရင်းငါးရီကိုဆိုလို့ရှင်တော့ထီတော်မထီဘူးရှင်ကျမဖြစ်အံ့ဩလိုက်တာဘောလ်ဘောလ်ကစိတ်ခဲကနေဆူတောင်းနေခဲ့မိပါတယ်အိုဖះသခင်ဒုက္ခပါပဲကျမဘလို့အခက်ခဲကြတဲ့တွေကိုရင်ဆိုင်ကြုံတွေ့နေရတာလေကျမရဲ့အမေနဲ့ကျမရဲ့ခမနှစ်ယောက်လုံးကကျမကိုဘလို့ပြောင်းလဲပြစ်နေကြတာလေညနေ၄နာရီထိုးသွားခဲ့ပါပြီဘောလ်ဘောလ်ရဲ့ရောင်မအငယ်ဆောင်လေးအိမ်ကိုရောက်လာခဲ့ပြီးနောက်မှာတော့အခန်းထဲကိုသူ့ကိုဆွဲခေါ်သွားလိုက်ပါတယ်ပြီးတာလည်းပြောခဲ့ပါတယ် ရှောင်းမရေပင်မနေရောပေါ့ခဏလေးအနားယူလိုက်ပါလားအဲအလုပ်တွေဆိုတာကဘယ်တော့မှပြီးမှာမဟုတ်ဘူးအမြဲတမ်းလုပ်နေရမှာပဲတမခဏလေးလှဲရပဲရှိပါသေးတယ်ပင်မလုံးနေရဲ့အတွက်အိမ်မောကြာသွားခဲ့ပါတယ်တမအိမ်မက်ထဲမှာတော့သူယောက်ျားကသူအရန်ကြောက်တဲ့စက်သားဟင်ကိုယူလာခဲ့ပေးရဲဆိုပြီးတော့မြင်မှတ်ခဲ့ပါတယ်တမကလည်းအပေါ်တရားစားတောင်းနေခဲ့ရပေါ့နောက်တော့တမစီကစက်သားတွေကိုတစုံတယောက်ကလူယူနေခဲ့ပြန်ပါတယ်ခဏနေတော့သူရဲ့ရောင်မလေးကအခန်းထဲဝင်လာပြီးအိမ်မက်ကိုပြက်စီးအောင်ဖြက်စီးပြလိုက်ပါတယ်။တမကအိမ်မက်ရောင်နေခဲ့ပါတယ်။ ခဏနေပါဦးကျမရဲ့ကြက်သားဟင်းလေကျမကြက်သားဟင်းကိုဘယ်လိုယူသွားနေရလဲပြန်ပေးမယူသွားနဲ့လှွတ်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 စမ်းကျောင်းမကြီးထောက်ပါအောင်ရှင်အချိန်ကိုလည်းကြည့်ပါအောင်ညနေစောင်းနေပြီမိုးတောင်ချုပ်တော့မယ်ဘောလ်ဘောလ်ကလည်းအဲ့ရကနေနိုးထလာခဲ့ပြီးနောက်ပြောလိုက်ပါတယ်ဟဲ့နင်ဘယ်တော့ဒီကိုရောက်နေရလဲငါရုတ်တရက်အိပ်ပျော်သွားပြီးတော့အိမ်မက်တွေမှတ်နေခဲ့ရတယ်တူတယ်နင်ကငါ့ကိုလာနှိုးလိုက်ကြပဲဟာဟုတ်တယ်အမေကပြောတယ်ရောင်းမအောင်နှိုးလာခဲ့ပါတယ်ညနေခင်းဖျားရီပါရီမရှိခိုးတော့ဘူးလားဘောလ်ဘောလ်ကလည်းမျက်လုံးတွေကိုပေါ်တန်နေရင်ပြောလိုက်ပါတယ် ဒါကရခမအိမ်ဆိုတော့ဘာတွေကိုထပ်ပြီးလောက်ရအောင်မလဲမသိပါဘူးဒီနောက်ရောင်မလေးကလည်းသူ့အမေစီသွားပြီးပြောလိုက်ပါတယ်မမေကြည့်ရတာဖရာသခင်ကရောင်မရဲ့အိမ်မက်ထဲမှာတမီးတို့ကြသားစားတယ်ဆိုတဲ့အကြောင်းကိုသွားပြောပြလိုက်ပြီလားမသိဘူးဗစက်ပိတ်ထားစမှာဟဲ့သူကဖရာရဲ့တမီးလားဒီလိုနဲ့ရပောင်းမြောင်းစွာကုံဆောင်သွားခဲ့ပါရင်တို့အားလုံးကြသားမစားတာတော်လေးကိုကြာနေရတဲ့အတွက်ကြသားကိုလိုချင်တောင်းတနေခဲ့ကြပါပြီဒါပေမဲ့ဘလို့ကြံစီပြီးကြသားစားရင်ကောင်းမလဲအားလုံးကလည်းစဉ်းစားနေခဲ့ကြပါရဲ့ ညကြရင်တော့ကျွန်တော်ကြက်သားကိုယူခဲ့မယ်နော်အပေါ်ထက်မှာတွားထားထားလိုက်မယ်မနက်ကြရင်တော့အမေတို့ချက်ထားလိုက်ပါမနက်ဘောဘောအဲ့ရကမထခင်ပဲကျွန်တော်တို့စားကြရအောင်ကောင်းတယ်ကောင်းတယ်ဒါအရင်အောင်ကောင်းတယ်တတိထာတော့မနက်၈နာရီမထိုးခင်ချွေးမလီအခန်းပြင်ကိုထွက်မလာသင့်ဘူးဒီလိုနဲ့ပရာကလည်းညောင်ဘက်ကြီးကြက်သားတို့ကိုယူပြီးအပေါ်ထက်မှာတွားထားခဲ့ပါတယ်မိခင်ဖြစ်သူကမနက်အစောကြီးထားပြီးနောက်မှာတော့ကြက်သားဟင်းချလိုက်ပါတယ်9နာရီထိုးသူတို့ကစားတော့ပြီးနောက်မှာတော့တပ်သေးတွေအားလုံးကိုဖျောက်ပြစ်ထားခဲ့ပါတယ် ားလုံးကလည်းပြန်အိပ်ပျော်သွားခဲ့ကြပါတယ်။မနက်မော်လင်း9နာရီခွဲကြီးဘောဘောအရာကနိုးလာတဲ့အချိန်မှာအားလုံးအိပ်ပျော်နေကြပါတယ်။ဒီမကလည်းစက်သားကိုချက်ချင်းပဲမှားလိုက်ပါတယ်။အခုမှ9နာရီခွဲပဲရှိသေးတယ်။ငေါင်9ယောက်ကြာပြောတယ်သူတို့အိမ်ကမိသားစုဝင်တွေကရှင်းလိုက်မထုံးမချင်းမထားကြဘူးတဲ့ဒီအချိန်အတွင်းငါရဲ့အလို့တွေအားလုံးပြီးသွားလိမ့်မယ်ဘောဘောကောင်မနအစောကြီး online ကနေကြက်ကြော်ရီမှာလိုက်ပါတယ်ဒီမှာရေချိုးကန်းထဲမှာမုတ်ထုပ်ကိုရှူသွားပြီးစားပြလိုက်ပါတယ်ဒီပုံစံအတိုင်းအချိန်နှလားကြာသွားခဲ့ပါတယ် အဖြစ်ဖြစ်တွေကတော့ဒီပုံစံအတိုင်းပဲဆက်ဖြစ်နေပါတယ်။တရမတော့အာလမနက်အစောကြီးကြတာစားနေခဲ့ကြပါတယ်။ဖုတ်ဘောကဘိုက်တွေနားနေတဲ့အတွက်အိယာကနိုးလာခဲ့ပါတယ်။သူလည်းအိမ်သာသွားဖို့အတွက်ကြီးလိုက်တဲ့အချိန်မှာတော့သူယောက်ျားအိယာပေါ်မှာမရှိပါဘူး။သူကလည်းအပြင်ထွက်ပြီးကြီးလိုက်ပါတယ်။အိမ်ထဲမှာကြက်တာအနံကိုရှာနေခဲ့ပါတယ်။မိသားစုတွေကအာလမနက်အစောကြီးထားပြီးမိဖို့ခံထဲမှာကြက်တာဟင်စားနေကြတာကိုသူမအံ့ဩဖွယ်တွေးရှိလိုက်ရပါတယ်။ဘလို့ဖြစ်တာလဲအာလုံးကြက်သားတွေစားနေကြတာပဲ။သူတို့အာလုံးကတတ်တတ်လို့တမားတွေဆိုပြီးတော့ငှောက်ပြနေကြတယ်။ အရင်ဆုံးငါခြေလက်မျက်နှာဆေးပြီးတော့မှအကုန်လုံးကအကြောင်းသိစေရမယ်။သူမတတ်ရှင်လို့ပြန်လာတဲ့အချိန်မှာအားလုံးကတော့ပြန်ပြီးအိပ်ပျော်သွားခဲ့ကြပါပြီ။ဘိုလ်ဘိုလ်လက်အရာအားလုံးနားလဲသွားခဲ့ရပါဘော။ဒါဆိုရင်တော့ငွေခမိုင်ခါသူတွေအကုန်လုံးလည်းမနဲ့အစောကြီးထပြီးကြာသားစားကြတာပဲ။ဗီဒီယိုရိုက်ထားမယ်။ဒီတော့မှသူတို့ရဲ့လှုပ်ရွက်ချက်တွေအကုန်လုံးပေါ်ထွက်လာမှလေ။အတော်လေးကိုပြောစရာကောင်းပါပဲ။ငါတောင်ကျင်းတွေပေါက်လို့ရမယ်။သူတို့အားလုံးကဘယ်လိုပြောရမလဲ။ငါလည်းကြက်သားအရန်ကြိုက်ပါတယ်ဆိုနေမှဟာဒုက္ခပါပဲငါလည်းကြက်ကြော်မှားထားတဲ့ရောက်ပြီလားမသိဘူး တမကလည်းရေချိုးကန်နဲ့ဝင်သွားပါတယ်တကားပိတ်ဖို့ကတော့တမမေ့သွားပါတယ်ပရာကအရင်နေ့ကအဲ့လိုမပြောခဲ့ပါဘူးသူရဲ့မိန်းမမူမှန်နာကိုတွေ့ခဲ့ရတဲ့အခါမှာသူလိုက်ချောင်းခဲ့ပါတယ်ယောက်ျားဖြစ်သူတကားဖွင့်ပေးကြည့်လိုက်တဲ့အခါမှာဘောလ်ဘောလ်ကတော့အိမ်သားထဲမှာကြက်သားဟင်ထိုင်စားနေပါတယ်သူ့လိုမျိုးတတ်တတ်လို့တမကရေချိုးကန်ထဲမှာထိုင်ပြီးကြက်သားစားနေတယ်သူကလည်းလက်ကိုချက်ချင်းဆေးပြီးတော့ပြောလိုက်ပါတယ်ဘာကြက်သားလဲဗမာလဲဒါကတတ်တတ်လို့ပါပါးစပ်ပိုက်ထားစမာနေ့အကြောင်းအားလုံးသိပါပြီ မနက်စောကြီးအိမ်မှာစူပူနေတဲ့အခါမှာတော့အားလုံးနိုးလာခဲ့ကြပါတယ်ဘောဘောလီရဲ့လက်ထံမှာကင်ထားတဲ့ကြက်ရိုးကိုမြင်တွေ့ရပြီးအားလုံးကြောင်းသွားပါတယ်ချွေးမလေးနေအစောကြီးကြက်သားစားနေရယ်ဘောဘောလည်းလှုပ်ဖို့အတွက်နေလည်းမမြင်တာနဲ့ပြောလိုက်ပါတယ်ဟုတ်တယ်ကျမစားတယ်ဒါပေမဲ့မေတို့အားလုံးလည်းစားတာပဲလေနေ့ကဘယ်သူပြောလို့လဲဘယ်သူမှမပြောဘူးကျမကိုယ်တိုင်မြင်နေဒီမှာကျမဗီဒီယိုရိုက်ကူထားတယ်တွေ့လားအားလုံးကလည်းပါစပ်ပိတ်ကုန်းကြပါတယ် ဒီအချိန်ရခိုင်တီဖြစ်တော့ကအော်ရလိုက်ပါရင်ဒါဆိုရင်တော့ငါတို့အားလုံးကအတူတူပဲပေါ့ဘာရီများထိုးနေလို့လဲကွာဘာလို့တတိတ်လေးခိုးပြီးတော့စားနေကြမှာလဲငါတို့ပေါ်တင်စားကြမယ်လေနှစ်ဖြန်ကစားပြီးငါတို့အတူတူအေးအေးဆေးဆေးထားပြီးကြက်ကြော်တွေကိုစားကြမယ်ဟုတ်ပြီလားဒီနောက်အားလုံးကလည်းဝမ်းတော့ပြောရွှင်သွားခဲ့ကြပါရင်အရင်ကစားပြီးဘောလ်ဘောလ်လက်အစောကြီးထားပြီးအားလုံးစားတော့ဖို့အတွက်ကြက်သားတွေကိုချက်ပေးခဲ့ပြီးရခိုင်မင်ကသူတွေနဲ့အတူတူအပါတရာထိုင်စားခဲ့ပါတော့တယ်နောက်ထပ်တင်စားပေးသွားမယ်ပုံမြင်လေးကတော့ဒုက္ခပေလောနဲ့ရောက်မလေးဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ် ကနောတယောက်ချွေးမလေးအနေနဲ့ဒီအိမ်ကိုရောက်လာတာတပတ်ကျော်ပဲရှိပါသေးတယ်။တရက်မှာတော့သူ့ရောင်မမိုဟိနီသူ့ကလေးကိုခေါ်ပြီးအိမ်ကိုရောက်လာပါတယ်။မမေရေမမေဘမလည်းမမေရေဘယ်ဟိုရောက်နေရလဲ။အေးပါဟဲ့အေးပါခဏလေးပါအောင်နင်ကလည်းငါလာခဲ့မယ်ခဏလေးဆောင်။ဘာရင်မြောင်အလောက်တောင်မှအရေးကြီးနေလို့အော်ဟစ်တောင်းချနေရတာလေဒုက္ခပါပဲ။ဒါနဲ့အမေကျမဈေးသွားလိုက်အောင်မယ်နော်။အခုလောလောဆယ်ကျမရဲ့သားလေးကိုခဏလေးအမေထိန်းထားပေးနောက်ထပ်အနာရီကွဲဆိုလို့ရှင်တော့ကျမပြန်လာခဲ့မယ်ဟုတ်ပြီလား။ အေးပါမိုဟင်းလေးရဲ့အေးပါအေးပါဟုတ်ပါပြီအခုဆိုရင်တော့နေ့ရောင်းမကလည်းအိမ်မှာရှိနေရပဲလေသူအားလုံးကိုတေချာကြည့်ရှုပေးထားပါလိမ့်မယ်ဘာမှမစိုးရင်နေနဲ့နေအေးအေးစစေးဈေးသွားပြီးတော့ပြန်လာခင်တော့ဟုတ်ပြီလားကဲတွေ့တာချွေးမလေးရဲ့ဒါကအရန်ပျော်စရာကောင်းတယ်ငါသမီးလေးကငါနဲ့နီနီလေးပဲနေရလေသူရခမအိမ်နဲ့သူရမိဘအိမ်ကအရန်ကိုနီနီတဲ့အခါကျတော့အကူကြီးလိုအပ်တဲ့အခါတိုင်းသူတောင်းလို့ရတယ်သူတော့ဘလောက်တောင်မှအစင်ပြေးလိုက်တယ်လေဒီလိုနဲ့ချွေးမလေးကလည်းမိုးလူကုန်းမှုတ်ကျွေးပြီးနောက်မှာတော့တိတ်လိုက်ပါလေဒီအချိန်မှာခလေးလေးကတော့ဤပါချလိုက်ပါတော့တယ် ဒုက္ခပါပဲဒီကလေးကတော့လေငါ့ရဲ့အိယာကင်းတစ်ခုလုံးကိုညစ်ပတ်သွားအောင်လုပ်ပြလိုက်ပြီဒါရီအားလုံးကိုအခုဘယ်သူကတန်ရှင်းလောက်ပါလဲငါတော့တို့ကြည့်ပြီးအာနာမအန်ချင်လာပြီမမေကြီးမမေလာပါအောင်မို့လို့တစ်ချက်လောက်ထင်းပြပါအောင်ရှင်သူကအိယာကင်းတစ်ခုလုံးကိုညစ်ပတ်သွားအောင်လို့လုပ်ပြလိုက်ပြီလေရခမဖြစ်သူကလည်းသူ့ရဲ့ချွေးမလေးမျက်စိပြန်မျက်နှာပြန်ဖြစ်နေအောင်ကိုတွေ့ကြရတဲ့အခါမှာတော့ပြောလိုက်ပါတယ်အော်ချွေးမလေးရဲ့သူကကလေးငယ်လေးတယောက်ပဲလေဘာဖြစ်လို့အရင်ဒီလောက်တောင်မှယုံရှာနေရတာလဲတန်ရှင်းလောက်လိုက်နောက်ဆိုလို့ရှိရင်နင်းရဲ့ကလေးကလည်းအိမ်ကိုရောက်လာတော့မှာပဲ နင်းခလေးဝင်ပြီးတဲ့အခါကြောက်လို့ရှင်တော့နင်းဒီတန့်ရှင်တွေအကုန်လုံးကိုလောက်ရမှာပဲမဟုတ်ဘူးလားငါအခုဖះเจ้าကိုလည်းတွားပြီးတော့ဖះရှစ်ခွေရအောင်မယ်သူ့ကိုထပ်ပြီးတော့ပြင်ဆင်ပေးမယ်ဆိုလို့ရှင်တော့ငါအချိန်တွေအရန်ကြာသွားလိမ့်မယ်ပြီးတော့ရေပြန်ချိုးနေအောင်မယ်ပြောဆိုပြီးနောက်မှာတော့ရခမဖြစ်သူကထွက်သွားခဲ့ပါတယ်အနောက်ဆရာကောင်းတဲ့ချိန်မလေးကပဲခလေးကိုတန့်ရှင်ရေလောက်ပေးခဲ့ရပြန်ပါတယ်ခဏနေတော့သူကမိုးလူကိုတိတ်ပြီးနောက်မှာတော့သူရဲ့အလို့တွေကိုသူ့လုံနေခဲ့ပြန်ပါတယ် မော်လို့အဲ့ရကနေနှောထလာခဲ့ပြီးနောက်မှာတော့ပန်းအိုးကိုချခွဲပြလိုက်ပါတယ်။တခုခုကြောက်ခွဲတဲ့အတန်းကိုကြားခဲ့ရတဲ့အခါမှာတော့ချွေမလေးကလည်းအမြန်ဆုံးအပြင်ကိုပြေးထွက်သွားကြည့်လိုက်ပါတယ်။ဒီအချိန်မှာတော့ဇမ်းမြင့်တခုလုံးမှာမှန်ကွဲစော်ရီနဲ့ပြန်ကျင်းရောင်ကိုတွေ့မြင်သွားခဲ့ရပါတယ်။ဟိုဖီယာသခင်ဒုက္ခပါပဲ။သူတော်လေးဒုက္ခပြီးတယ်။အမောကလည်းဘယ်အချိန်မှလာမလဲမသိပါဘူး။သူ့ကလေးကိုထိန်းရတာတတော်လေးပင်ပန်းနေပြီ။ဒီကလေးကတော့ငါ့ကိုအတော်လေးဒုက္ခပေးထားတာပဲ။အမေကိုယ်တိုင်ကလည်းဖီယာအကြောင်းကိုထွက်သွားခဲ့ပြီ။ ငါမအလုပ်တွေအကုန်လုံးကလည်းတောင်းလို့ရလို့မြို့ပုံနေပါတယ်ဆိုနေမှာငါကတို့ကြည့်ရမှာလားအလုပ်လုပ်ရမှာလားဘာလုပ်ရမှာလဲချိန်မလေးကလည်းပျောက်ကျသွားခဲ့ဖန်ခွဲစားရိအကုန်လုံးကိုအမြန်ဆုံးရှင်းလင်းလိုက်ပါတယ်ပြီးသွားတဲ့အခါမှာတော့ကလေးကိုပြန်တိတ်ပြီးသူမအလုပ်တွေကိုထပ်မံလုပ်နေခဲ့ပါတယ်နိုင်ကွာတော့ပဲကြာမယ်ဆိုပြီးပြောသွားခဲ့ပေမဲ့မိုဟီနီကတော့ပြန်လာတဲ့အချိန်မှာညနေဆောင်နေခဲ့ပါပြီချိန်မလေးတယောက်ထမင်းဟင်းချက်ပြုတ်ပြီးထိုင်နေရပဲရှိပါသေးတယ်သူရဲ့ရောင်မဖြစ်သူမိုဟီနီရောက်လာပါတယ်ဒါနဲ့ရောင်မရေးဘလို့လဲကျမရဲ့သားလေးအိပ်ပျော်သွားပြီလား ကျမသားလေးကအရန်လိုက်ပါလားရှင်ပုံမှန်ဆိုလို့ရှင်တော့ तू ကဘယ်သူ့ကိုမှဒုက္ခပေးတတ်တာမဟုတ်ဘူးအရန်ငိမ့်လဲငိမ့်နေနေလဲနေမာရည်တိလားဒါနဲ့ဘလို့လဲရောင်မရဲ့ကျမဟင်းအနဲ့မွမွေးလေးရတယ်ဘာရီများချက်ပြုတ်ပြင်ဆင်ထားရလဲကျမကိုလည်းပြောပါအောင်ဟုတ်တယ်အမရဲ့ဟုတ်တယ်အမသားလေးကတော့အိပ်ပျော်သွားခဲ့ပြီကျမထမင်းဟင်းကောင်းကောင်းချက်ထားတယ်အာလူဟင်းလည်းချက်ထားတယ်ရွက်ကြော်ထားပါတယ်ကျမအားလုံးအတူတူစားလို့ရအောင်လို့ခရမ်းချင်စီငပိချက်လေးလည်းလုပ်ထားတယ်အော်ကျမအခုပြန်လာတာအတော်လေးနောက်ကျသွားပြီရှင်အိမ်ကိုပြန်ပြီးတော့ထမင်းဟင်းဘလို့ချက်ရမလဲပြန်လဲပြန်မနေပြီလေ ။ဒါဆိုရင်တော့ကျမစားဖို့အတွက်ထမင်းကိုတခါရဲထုတ်ပေးလိုက်ပါလိုက်ရင်ကျမနဲ့ကျမယောက်ျားအတူတူအိမ်မှာပဲသွားစားလိုက်တော့မယ်။ကနက်ကတော့စဉ်းစားနေခဲ့ပါရဲ့။ဒုက္ခပဲသူတို့ကိုထမင်းထုတ်ပေးလိုက်မယ်ဆိုရင်တော့ငါတို့စားတော့ဖို့အတွက်ထမင်းကနည်းနည်းပဲကြာတော့မှာပေါ့။ချွေးမလေးဘာလို့စဉ်းစားနေရလဲချွေးမလေးရဲ့။သူထမင်းထုတ်ခိုင်းနေရမလား။အများဆုံးထပြီးတော့ထမင်းကိုထုတ်ပေးလိုက်လေ။နာစီရကောင်းနေငါသမီးလေးတရက်လုံးပြင်သွားနေရတာဆိုတော့ဗိုက်စာနေလောက်ရောပေါ့တကယ်တော့အမေကျမအိမ်မှာထမင်းက၃ရောက်စာပဲချက်ထားတာလေရပါတယ်ကိစ္စမရှိပါဘူးထမင်းဟင်းတွေနဲနေရောဘာဖြစ်လဲ နောက်တစ်ချိန်ထပ်ပြီးရောချက်လိုက်ပေါ်ချွေးမလေးရဲ့ငါသမီးလေးကလည်းဈေးထဲကနေပင်ပင်မမနဲ့ပြန်လာခဲ့ရသူအိမ်ပြန်ပြီးတော့ထမင်းဟင်ချက်ပြုတ်နိုင်တော့မှလည်းမဟုတ်ဘူးနေကလည်းဒီလောက်တောင်မှပူနေရပဲသူဘလို့မျိုးအလောက်တွေကိုသွားလို့မလဲဒီစကားတွေကိုကြားခဲ့ရတဲ့ခါမှာချွေးမလေးတယောက်တော့သားရိအရှမ်းကိုထွက်နေခဲ့ပါတယ်သူမစိုက်ထဲကနေပြီးတော့လည်းတွေးနေခဲ့ပါတယ်ငါကတော့မပူဘူးလားငါကတော့တရက်လုံးအလောက်တွေကိုလှုပ်သူ့ခလေးကိုထိန်ပေးတိတ်ပေး ဒီအလုပ်တွေအကုန်လုံးပြီးအောင်လုပ်ပြီးထမင်းဟိပါချက်ပြုတ်နေရတာမပင်ပန်းတော့ဘူးလားငါလည်းလူသားတယောက်ပါပဲငါ့ကိုဘာဖြစ်လို့အခုလိုမျိုးလုံနေကြတာလဲဒေါသရန်ထွက်နေတဲ့ချွေးမလေးကလည်းထမင်းမစားတော့ဘဲနဲ့အိယာဝင်ခဲ့ပါတယ်အခန်းထဲမှာတယောက်ကြားကတော့ထိုင်ဆောင်နေပါတယ်ထမင်းစားဖို့အတွက်သူကထိုင်ဆောင်နေခဲ့ရပါဘလို့လဲမိမရဲ့ထမင်းမမလေးငါအတွက်ထမင်းမရှူလာခဲ့ဘူးလားငါဘိုက်တွေတောင်စားနေပြီကွာဘာထမင်းမမရှိဘူး ရှိတဲ့ထမင်းတွေအကုန်လုံးကိုလည်းရှင်ရဲ့အမရောက်လာခဲ့ပြီးတော့အကုန်လုံးယူသွားတယ်ကျမတို့ထည့်ပေးလိုက်ပြီးဒီလောက်ထိရောက်ဒီဥတုပူနေအောင်ကျမနောက်တစ်စင်ထပ်ပြီးတော့ထမင်းဟင်မချက်ပေးနိုင်တော့ဘူးဒုက္ခပါပဲကွာအမကလေအမြဲတမ်းဒီပုံစံအတိုင်းပဲသူအိမ်ကိုရောက်လာပြီးဆိုတာနဲ့ပြဿနာတစ်ခုမဟုတ်တစ်ခုအမြဲတမ်းရှာတယ်နောက်ဆိုရင်တော့မင်းထမင်းကိုနည်းနည်းပို့ပြီးတော့ခြားချလိုက်ပါလားကွာတခါလေးလောက်တော့မင်းလည်းမပင်ပန်းကြဘူးပေါ့သူကဘယ်အချိန်ဘယ်လိုမျိုးအိမ်ကိုရောက်လာမလဲဆိုတာသိရမဟုတ်သူအိမ်ကိုအမြဲလာနေကြ သူကရခမအိမ်ကရမ်းနေရမလားအဲ့ဒါကြောင့်အခုလိုအခွင့်ရေးယူနေရလေကဲသွားသွားသွားအဲ့ဒါဆိုရင်တော့ငါတို့ကခေါက်ဆွဲပြုတ်လေးပဲပြုတ်ပေးလိုက်တော့၅မိနစ်ပဲကြာမှဘိုက်ကတောက်စားနေပြီဒီနောက်နှစ်ယောက်သားကခေါက်ဆွဲပြုတ်စားပြီးနောက်မှာတော့အိတ်ခဲကြရပါလိနောက်ထပ်တစ်ယောက်ရှိသွားခဲ့တဲ့အခါမှာတော့ရှောင်းမေးရောင်းမရောင်းမရောင်းမေးဒုက္ခပါပဲဘယ်ဟိုရောက်နေရလဲဒီမှာကျမရောက်နေရထွက်ကြည့်အောင်အော်ရောင်းမရဲ့မသိရင်တော့နှစ်ပေါင်းများစွာကြာပြီးတော့မှရောက်လာတယ်လို့မျိုးကိုပြောနေတော့ပါပဲမနေ့ကလည်းပဲအိမ်ကနေပြီးတော့မောက်တွေအများကြီးမှတ်သွားသေးရဲ့လေ ရောင်မအင်ကိုရောင်းမလာတဲ့နေ့ဆိုတာကတရားမှရှိတာလည်းမဟုတ်ဘူး။ရောင်မရဲ့ကျမအင်ကိုပြန်လာတာကိုနည်းနည်းလေးမှသဘောမကျတော့တလို့မျိုးပဲနော်ဘလို့ဖြစ်တာလဲ။ကဲကဲကဲထားထားဒါရီအလုံးထားစမ်းပါအမေရောအမေပမာလေးအမေရောအခန်းထဲမှာရှိတဲ့အဝတ်အစားတွေကိုပြန်ပြီးရှင်းလင်းနေရဲ့မိုဟိနီကလည်းခြေဆောင်အောင်ပြီးတော့သူ့အမေရဲ့အခန်းထဲကိုဝင်သွားလိုက်ပါတယ်ပြီးရနေသူ့အမေကိုပြောလိုက်ပါတယ်အမေရဲ့တကယ်ပါပဲဒါပေါ်ရီလုံနေရလဲအမေရဲ့အမေဒီအတိုက်ရွယ်မှာလည်းအလုပ်တွေကိုလုံနေအောင်ပါပဲလားအမေဒီအလုပ်တွေအကုန်လုံးကိုတယောက်တည်းလုံနေတဲ့အခါကျတော့ရောင်းမတရက်လုံးမပါလုံနေလဲ အော်တမီးရဲ့အမေလည်းဘယ်လိုပြောရမလဲချွေးမလေးကအလုပ်ကိုဖြစ်ဖြစ်ချင်းစီပဲလုပ်တတ်တာဆိုတော့သူတရက်လုံးမိဖို့ခန်းထဲမှာပဲအချိန်ကုန်ဆုံးသွားလိမ့်ရှိရလေသူကနေအတော်ထမင်းဟင်းကိုလည်းနည်းနည်းပိုချက်ရတယ်မဟုတ်လားအဲ့လိုလှုပ်ခိုင်းပြီးဆိုတာနဲ့သူကချက်ချင်းမျက်စိပြင်းပြင်းတာပြက်ပဲအမလေးသူကထမင်းဟင်းချက်ပြုတ်ရတာကိုအလောက်တောင်မှဖြစ်ပြနေရဲဆိုရင်လေကျွန်မဘယ်တော့မှထမင်းတွေလာမယူတော့ဘူးဒါနဲ့အမေသူ့ရဲ့မိသားစုဝင်တွေနဲ့စကားပြောကြည့်လိုက်ပါလား အမေရှိတဲ့အချိန်မှာတော့သူဒီလောက်ကြောင့်မပွဲခံနေရဲဆိုလို့ရှင်တော့အမေတော့မရှိရတဲ့အခါကျရင်တော့ကျမဒီအိမ်ကိုပဲတော့မှပြန်လာလို့ရမှာကိုမဟုတ်တော့ဘူးဒီလား음ဟုတ်တယ်ဟုတ်တယ်နင်ပြောတာမှန်တော့လဲမှန်တယ်နော်ဒါပေမဲ့အလောက်ထိအကျဲချဲလို့မကောင်းဘူးနဲ့တူတယ်တမီးရဲ့အမေကလည်းကျမကလက်ထပ်ပြီးအိမ်ကနေထွက်သွားပြီးဆိုတာနဲ့ရှမ်းသူဖြစ်သွားရောလားကျမမိဘအိမ်ကနေကျမထမင်းတော့မှရှူသွားလို့မရတော့ဘူးလားငါအသက်ရှင်နေသမျှကာလပတ်လုံးတယောက်ကယောက်ကငါတမီးလေးရဲ့အခွင့်အရေးကိုလူယူလို့ရမလားချွေမလေးကဒီအကြောင်းလေးကြားသိသွားခဲ့တဲ့အခါမှာအတော်လေးဝမ်းနေသွားခဲ့ပါတယ် နေ့စဉ်တွေတိုင်းသူရောက်မလေးကအင်ဂိုလာနေရဲ့အတွက်စိတ်ပြတ်နေခဲ့ပါတယ်။ဒါကြောင့်သူမစဉ်းစားလိုက်ပါတယ်ဘယ်လိုလုပ်ရမလဲ။သူဒီကိုထမလောင်ငါဘယ်လိုလုပ်ရင်ကောင်းမလဲ။နောက်ဆိုရင်တော့ငါရခမကိုယ်တိုင်ငါ့ကိုအရမ်းမုန်းသွားလိမ့်မယ်။ချွေးမလေးကလည်းတညအောင်ထိုင်ပြီးစဉ်းစားနေခဲ့ပါတယ်။နောက်နေ့မိုဟင်နီတယောက်သူ့အင်ကိုမလာခင်မှာပဲကနက်ကတော့ပြင်ဆင်ပြီးသွားလိုက်ပါတယ်။ရှောင်းမကြီးဘလို့ဖြစ်တာလဲဒီချိန်ဘလို့ဖြစ်ပြီးတော့ရောက်လာတာလဲကျမရင်ကိုအထူးဆန်းရောက်လာတယ်နော်တကယ်တော့ဘာအကြောင်းပြချက်မှမရှိပါဘူးအိမ်မှာနေထိုင်ရတာနည်းနည်းအဆင်မပြေတာ ਨੇ ရောင်မကိုရင်ကလည်းကျမအင်ကိုနှိမ့်လာနေကြဆိုတော့ကျမကလည်းရောင်မစီကိုတစ်ခါတလေလာကြည့်ရပေါ့အမရဲ့ခမအင်ကသူတွေအထင်လွဲနေမှာဆိုလို့လေမိဘအင်ကနီနီလေးရှိရတော့မှတရားမမလာကြဘူးဆိုပြီးတော့ကောင်းတယ်ကောင်းတယ်ဒီလိုလာတော့ကောင်းတယ်ဒါနဲ့ဘာစားအောင်မလဲကျမလက်ဖေ့တော့ရတာအရန်ကြိုက်တယ်နွေရသည်ဖြစ်ဖြစ်မိုးရသည်ဖြစ်ဖြစ်လက်ဖေ့ရကောင်းတယ်ကျမတို့လက်ဖေ့ဖြော်ပေးလိုက်ပြီးတော့ကျမထမင်းမစားပါခဲ့ဦးသီးလားမိုဟင်နီကတော့လန့်သွားခဲ့ပါတယ်ဒုက္ခပဲနွေရသည်မှာပူလုံးလို့ငါကထမင်းဟင်းကိုဟိုဘက်အင်ကသွားယူနေကြ အခုငါတို့တို့ထမင်းချရမှာလားလဖဲ့တောက်ပြီးသွားတဲ့အခါမှာမိုဟင်နီပြောပါတယ်ဒါနဲ့ရောင်မရေဂျာဒီတို့ကအရန်ပူတာဆိုတော့ကျွန်မပဟင်းနဲ့ထမင်းချက်ပေးမယ်နော်အော်အမရေကျွန်မညောင်ပဲပဟင်းနဲ့ထမင်းစားထားတာတကယ်တော့အခုချက်မယ်ဆိုရင်တော့နည်းနည်းဆက်ဆက်ကလေးချက်လေးကျွန်မလည်းဆက်ကလေးစားကြတယ်အတော်လေးပါလေကြောမယ်ဆိုရင်ရောဘယ်လိုလဲကျမတို့အေးအေးလေးနဲ့တူတူတောက်ကြမယ်ဆိုရင်တော့အတော်ရောက်တာရှိမှသီးလားအမလေးအလောက်ထိအလောက်တွေအများကြီးလောက်တဲ့အခါကျတော့၃လနာရီလောက်မိဖို့ခန်းထဲမှာရက်နေရမှာပေါ့ မောဟင်နီကမိဖို့ကန်ထဲမှာအလောရှောင်းနေခဲ့တဲ့အချိန်မှာကနတ်ကတော့ကလေးနဲ့ဆော့ကစားနေခဲ့ပါတယ်။ထမင်းစားတောက်ပြီးသွားတဲ့အခါမှာတော့ရောင်မကြီးရောင်မလောက်ထားတဲ့မောတွေကတကယ်အရန်စားကောင်းမရတာရှိရသေးလား။ဒါဆိုရင်တော့ကျမနောက်တစ်ခါခဏခဏလာခင်မယ်နော်။ဒီစကားကြားခဲ့ရတဲ့အခါမှာမောဟင်နီအတော်လေးကိုလမ်းဖြန်သွားခဲ့ပါတယ်။သူမပြောင်းလဲသွားတဲ့အချိန်လေးကိုတွေ့ခဲ့ရတဲ့အခါမှာတော့ကနတ်ကလည်းပြောလိုက်ပါတယ်။အော်ကျမလည်းနှွေရသည်ဒီလောက်တောင်မှပူပြင်းတာထမင်းဟင်ဘယ်လိုချက်မလဲ။ပြီးတော့အိမ်မှာရှိတဲ့သူတွေအတွက်ကိုထမင်းတစ်ခါတည်းထုတ်ပေးလိုက်လေ။ မောဟင်နီဒေါ်သောရဲ့အရန်ထွက်နေခင်ပေမဲ့ထမင်းထုတ်ပေးခဲ့ရပါတယ်။ဒီနောက်ကနတ်ကလည်းနေစဉ်တိုင်းမောဟင်နီရဲ့အင်ကိုသွားပြီးစားတောက်ပြီးထုတ်လာခဲ့လိုက်ပါတယ်။ရှေ့ရကြောင်မြင်သွားခဲ့တဲ့အခါမှာတော့မောဟင်နီကလည်းပြောလိုက်ပါတယ်။အမေရေရောင်မအောင်တားပါအောင်ကျမအင်ကိုမြဲလာနေရဲ့။အေးဘာဖြစ်လဲ။ तू လဲစိတ်ပြေလက်ပြောက်သွားပါစေ။အမေကလည်းကျမနှစ်ရိုင်တို့အတွက်ချက်ပြုတ်ပေးနေရတာပင်မန်းနေပြီ။နင်ဘာတွေပြောနေရလဲ။ तू လဲနင်းအတွက်အမြဲတမ်းချက်ပြုတ်ပေးနေရမှာမဟုတ်ဘူးလား။ နေမိတောင်စုဝင်တွေစားဖို့အတွက်သူထုတ်တောင်းထုတ်ပိုးခဲ့သေးရလေဟဲ့ကျမရင်ခေါင်းသူတွေအကောင်လုံးကလည်းပြောနေကြတယ်မိုဟင်နီရဲ့ရောင်မတစ်ချိန်အကောင်လုံးအိမ်မကြီးပဲလာထိုင်ပြီးစားတောင်းနေရတယ်ပြီးတော့ပါစေပါထုတ်သွားသေးရဲ့သူတို့စကားတွေကြားခဲ့ရတဲ့အခါမှာချွေးမလေးရောက်ရှိလာခဲ့ပြီးပြောလိုက်ပါတယ်ဘလို့ဖြစ်တာလဲအမရဲ့အမကျမတို့အိမ်ကိုနေ့တိုင်းလာနေရနှစ်ပေါင်းများစွာကြာနေပြီအဲ့ဒီကြောင့်ကကြတော့အမရဲ့ခမအင်ကသူတွေကဘာမှမပြောကြဘူးလားကျမကအမရဲ့ခမအင်ကိုလာခဲ့တဲ့အခါကျတော့စကားတွေဖြစ်သွားတယ်ပေါ့လေဟုတ်လားတောင်းပန်ပါတယ်ရောက်မရဲ့ကျမဒီကိစ္စတွေကိုအရင်ဆုံးကစဉ်းစားခဲ့ရမှာ တစ်ခါမှမစင်စားထားခဲ့မိဘူးကျမရဲ့အိမ်ကိုတပတ်လောက်ပဲလာရသေးတယ်အားလုံးကပြောဆိုနေကြတာအခုကျမဆိုရင်ဒီအိမ်ကိုခဏခဏလာနေရလေအားလုံးဘလောက်တောင်မှစိတ်ထဲမှာစိတ်ရှုံနေလိုက်ကြမလဲနော်ကျမဒီနေ့ကစပြီးတော့ရောင်မအောင်တော့ဘယ်တော့မှထပ်ပြီးတော့လာမနှောက်ရှက်တော့ပါဘူးစိတ်ချပါဒီကိုလည်းကျမအလုပ်ရှိတော့မှလာခဲ့တော့မယ်ရောင်မရေရောင်မကတော့ကျမကိုအမြင်ကြည်လင်သွားအောင်လုပ်ပေးခဲ့ရပဲကျမလုံးဝကိုအမြင်ကြည်လင်သွားပါပြီရှင်ကောင်းပါပြီဘလို့မဆိုနားလဲသွားတယ်ဆိုတော့အရန်ကောင်းတာပါ ဘလို့မဆိုအခုလိုမျိုးတယောက်ကိုတယောက်နားလဲသွားတာရဟန်းကောင်းတယ်ဒီလိုနဲ့တယောက်တော့ပြန်လဲအဆင်ပြေသွားခဲ့ကြပါတော့တယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်